ကျမတို့ဆိုတရားအမြအဲ့မိုးတွေကလည်းမိုးတွေကလည်းယွမ်းအဲ့ဒီဘက်ကိုပြေးတာဒီဘွက်ကြီးတွေနောက်တစ်ခါကျတော့ဒီလမ်းတွေကလည်းအကုန်လုံးစီပေးဆောင်တွေကပိတ်လဲတဲ့လူကလဲကျမတို့မှာအခက်ခဲပေါင်းစုံနေပေါ့ရွာဝင်ပြီးရှို့တာပေါ့အဲစာတင်လို့ရှို့နေပေါ့ဒီရွာလေးအဲ့လိုကြားတာဟောဘာကြောက်တာလဲအဲ့ရွာလေးမှာစာတင်တဲ့အခါကျတော့တင်ရင်ရှို့ခါမှာကြောက် ခိုင်းနယ်မကွေးတိုင်းဒေသကြီးကကြေးရွာတချို့မှာစစ်ကောင်မရှင်ရဲ့စစ်ကြောင်းတွေမကြာခဏဝင်ရောက်လေးရှိတာကြောင့်ဒေသခံတွေဟာအချိန်မရွေးထွက်ပြေးတိမ်းရှောင်ရပြီးမထွက်ပြေးနိုင်တော့အသက်ပါဆုံးရှုံးရနိုင်ပါတယ်စစ်ကြောင်းတွေဝင်ရောက်ပြီးဆိုရင်လည်းကြေးရွာအတွင်းကကြံရှိခဲ့တဲ့ပစ္စည်းတွေတွေကသူတို့နှစ်သက်ရာပစ္စည်းတွေကိုယူဆောင်သွားကြပြီးကြံခဲ့တဲ့ပစ္စည်းတွေကိုမိရှို့ဖြစ်ပါတယ်မင်္ဂလာပါရှင် မြန်မာနိုင်ငံတဝန်းကလူခွင့်အရေးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးနေတဲ့ဒိုးတန်ပတ်စင်ဖော့ကတ်အစီအစဉ်ကနေကြိုဆိုပါရစေ။ဒီအစီအစဉ်ကို Foundation Hero တွေကကူညီပံ့ပိုးပေးထားတာပါ။ဒီတစ်ပတ်အစီအစဉ်ကိုတော့ဒိုးတန်ရဲ့အလွတ်တန်းသတင်းတောက် Astar G ကရေးသားထားပြီးဒိုးတန်အဖွဲ့သားတွေကဆက်လက်တင်ဆက်ပေးသွားပါမယ်။ဆောင်းမအတွင်းလုံခြုံရေးအခြေအနေတွေကြောင့်နာမည်တချို့ကိုပြောင်းလဲအသုံးပြုထားပါရစေ။ အသက်45နှစ်အရွယ်ဒေါ်ဆူဆူကမကွေးတိုင်းရေစကြိုမြို့နယ်ညတရော်ကျေးရွာမှာနေထိုင်ပါတယ်။အာနာသိမ့်ပြီးကတည်းကသူတို့ကျေးရွာကိုစစ်တပ်ကမကြာခဏစစ်ကြောင်း ထိုးလိရှိတာကြောင့်အချိန်မီပြေးနိုင်မှုအတွက်အထုပ်တွေပြင်ဆင်ထားရပါတယ်။စစ်တောင်းလာပြီဆိုအများကြီးပဲတစုံလုံးပတ်ပြေးနေရတာဒီရွာဝင်ပြီဆိုလို့ရှိရင်ဒီရွာကနေတခါဟိုဒီရွာလူကြဟိုဟိုဟိုပတ်ပြေးအဲ့လိုတစုံလုံးပတ်ချလက်ပြီးပြေးနေရတာ ဒေါက်ဆူဆူမှာအသက်63နှစ်အရွယ်ဖခင်လည်းရှိပါတယ်။သူတို့ခြေရွာကိုစစ်ကြောင်းထိုးတိုင်းသူ့ဖခင်ရဲ့ကျမ်းမာရေးနဲ့လုံခြုံရေးကိုအမြဲစိုးရိမ်နေရတယ်လို့ဆိုပါတယ်။嗯သူကတော့ပြောပေါ်ညီတို့ငါဟွာဖြစ်ပေါ်ထားခဲ့ပေါ်ဟွာပေါ်ညီတို့ကလို့အောင်ပြေးကြပေါ်အဲ့လိုပြောတာသူကတော့ပေါ်ဒါမဲ့ကိုကတော့လည်းမထားရပါဘူးခေါ်တာပေါ်အကုန်လုံးဖေးရော ေါ်ဆိုးဆိုးလိုနေတဲ့ငတရော်ရွာဟာချင်းတွင်းမြစ်နဲ့အေရော်ရီမြစ်ဆုံရာရေချောင်းအချက်ချာကျတဲ့နေရာမှာတည်ရှိပါတယ်။ရွာနဲ့တမိုင်ကျော်အကွာမှာစစ်ကော်မရှင်တပ်နဲ့ပြူစောတိတပ်တွေအထိုင်ချထားတဲ့မင်းရွာရှိပါတယ်။ဒီလိုအချက်တွေကြောင့်စစ်ကော်မရှင်ရဲ့စစ်ကြောင်းတွေကဒေါ်ဆူဆူတို့ရွာကို မကြခဏလာလေးရှိပါတယ်။အထုပ်ပိုးတွေကိုပြင်ပြီးတော့အချိန်မရွေးထွက်ပြေးတိမ်းရှောင်မှုအတွက် အစင်သစ်လှုပ်ထားရတာက အာနာသိမ့်ပြီးတဲ့နောက်ပိုင်းသူတို့နေထိုင်နေရတဲ့ပုံမှန်ဘဝတစ်ခုလိုတောင်ဖြစ်နေပါပြီ။စစ်ကြောင်းထိုးချိန်ဆိုရင်စစ်ကော်မရှင်ရဲ့တပ်သားတွေကထွပြေးသွားတဲ့ကြေးရွာကသူတွေမတင်နိုင်လို့ကြန့်ရှိခဲ့တဲ့ပစ္စည်းတွေတဲကသူတို့လိုချင်တဲ့ပစ္စည်းတွေကိုယူပြီးတော့ကြန့်ရှိတဲ့ပစ္စည်းတွေကိုမီးရှို့ပစ်ပါတယ် ဒေါ်ဆူဆူတို့နေထိုင်တဲ့ငတရော်ရွာမှာ2022ခုနှစ်အစောပိုင်းကနေအိမ်ခုနှစ်လုံးမိရှုခံထားရပါတယ်။အဲ့ဒီထဲမှာဒေါ်ဆူဆူရဲ့အိမ်လည်းပါဝင်ပါတယ်။အဲ့ဒီနောက်မှာတော့စစ်တပ်ကရွာလုံးကျွတ်မိရှုခဲ့ပြီးတော့သူ့ရဲ့အိမ်လည်းဒုတိယအကြိမ်ထပ်ပြီးတော့ဆုံးရှုံးလိုက်ရပါတယ်။ဒီလိုတွေကြုံတွေ့နေရတာကြောင့်လက်ရှိရွာသားတွေမှာ ပိုင်ဆိုင်မှုတွေကဘာမှမရှိကြတော့ပါဘူး။စစ်ကြောင်းထိုးတာနဲ့ရွာသားတွေဟာ အသင့်ပြင်ထားတဲ့အဝတ်ထုံးနဲ့စားစရာတွေကိုဆွဲပြီးထော်လာကြီးဆိုင်ကယ်နွားလဲအစရှိတဲ့မိမိမှာရှိတဲ့ရင်းနေနဲ့ထွက်ပြေးကြရပါတယ်။သွားလာစရာမရှိတဲ့သူတွေကတော့ရာတော်တွေတဲကိုခြေကျင်သွားကြရပါတယ်။စစ်ဘေးမရှောင်နိုင်လို့ရွာထဲမှာကြံရစ်ခဲတဲ့သူဖြစ်စေလမ်းမှာစစ်ကြောင်းနဲ့ ပပင်းတိုးလို့ဖြစ်စေအသက်ခံရတဲ့သူတွေလည်းရှိပါတယ်။ဒီလိုထွက်ပြေးတိမ်းရှောင်ရတာတွေကတစ်နှစ်မှ6ခါလောက်ရှိပြီးတော့တစ်ခါပြေးမယ်ဆိုရင်အနည်းဆုံး10ရက်ကနေအများဆုံး3-4လအထိကြာလေးရှိပါတယ်။တော်ရမှာဒီလိုဟင်းလာဟင်းလင်းပြီးပဲလေအကုန်လုံးနေနေမိုးချိန်ဆိုလဲမိုးတွေရွာရတဲ့အတိုင်းအတိုင်းလေးပဲနေနေရတာပေါ့အဲဒီတပင်းအောင်လေးတွေတို့အဲ့လိုလေးပေါ့ဈေးရတချို့ကြာလဲဈေးရရှိတဲ့နေရာလေးကြာလဲဈေးရရှိတဲ့နေရာလေးတွေဝိုင်းခိုးကြတာပေါ့အဲ့လိုလေး အစိုးကြလည်းလှဲအောင်လေးတွေတို့အဲ့လိုလေးခေါ်ရဆစ်ဆောင်ရတဲ့အခါမှာနုဆုကလေးငယ်တွေနာမကျန်းဖြစ်သူတွေနဲ့တက်ကြီးရွယ်ဦးတွေရှိတဲ့မိသားစုတွေက ပို့ပြီးတော့ဒုက္ခရောက်ရပါတယ်အဲအဖေတို့အစိုးဝင်ရတာပေါ့သူကတော့အဲ့ကြီးရောကျမကြီးရလည်းမကောင်းတော့ကြတော့အခုဘောဘောတခုခုကျမကြီးဖြစ်သွားမှာစိုးရင်တော့ပေါ့စိုးရင်တခုခုကျမကြီးဖြစ်သွားလို့ရှိရင်ဆေးရုံဆေးကန်းလည်းသွားမှုမလွယ်ဘူးလေအဲ့လိုဆေးရုံဆေးကန်းလည်းမရှိတော့ကြလေအဲ့လိုဖြစ်နေတာ ခုလိုမကြခဏစစ်ပေးရှောင်ရတာက မကွေးတိုင်းဒေသကြီးတခုတည်းတော့မဟုတ်ပါဘူး။စကိုင်းတိုင်းဆလင်းကြီးနဲ့ရင်းမာပင်မြို့နယ်ကတရုတ်လူမျိုးတွေလောက်ကင်နေတဲ့ကျင်းနီစီမံကိန်းတွေအခြေစိုက်ထားတဲ့ဒေသတွေမှာဆိုရင်လေရွာကန်တွေကအနည်းဆုံးတစ်လတစ်ခါစစ်ရှောင်ရပါတယ်။ကျင်းနီစီမံကိန်းတွေကို ဝင်ထွက်သွားလာနေတဲ့ရင်တန်းတွေကိုစစ်ကော်မရှင်တပ်ကလုံခြုံရေးပေးထားတာကြောင့် ရင်းနှန်းတွေမလာခင်နေမြေရှင်းလင်းမှုစစ်ကြောင်းထိုးတာလို့သိရပါဗျ။စလင်းကြီးမြို့နယ်ရွာသားရွာကအသက်52နှစ်အရွယ်ဒေါ်ခိုင်တို့ရွာကိုပြီးခဲ့တဲ့နှစ်မေလကစစ်တပ်ကစစ်ကြောင်းထိုးခဲ့ပါတယ်။သူတို့မိသားစုမှာအိရာတဲ့လဲနေတဲ့မောင်လေးဖြစ်သူနဲ့စီးကျူယောဂတဲ့အဖေဖြစ်သူတို့ရှိတာကြောင့်စစ်ဘေးရှောင်တဲ့အခါသူတို့အတွက်အခက်ခဲဆုံးလို့ဆိုပါတယ်။ သူ့ရဲ့မောင်ဖြစ်သူနဲ့အဖေဖြစ်သူတို့နှစ်ဦးစလုံးဟာစစ်ကြောင်းရှောင်ပြေးရင်းနဲ့ပဲတည်ဆုံခဲ့ပါတယ်။ကျမတို့ကအခက်ခဲဆုံးစိတ်အပင်ပန်းဆုံးကိုပြောပါဆိုလို့ရှိရင်ကျမတို့စစ်ပြေးရှောင်တဲ့အချိန်မှာသွားတယ်။သွားတဲ့အခါကျသူ့ကိုဒီတိုင်းပွေရင်လေသူကပွေလို့ချီလို့မရဘူး။အဲ့ဒါဆိုကြတော့စောင်းကြီးကိုဟိုထန်းစင်ကြီးလို့ထန်းစင်ကြီးလို့ဝလုံးကြီးနှလုံးနဲ့ ထိုးပြီးတဲ့ခါကျတော့ယောက်ျားလေးမျိုးသားနှစ်ယောက်ဒီကျမမောင်လေးရဲ့ဒီဘက်ကရှိတဲ့အမတ်ကလေးတယောက်ရဲ့အဲ့ဒါသူတို့ကနေမှရှစ်တယောက်နောက်တယောက်နဲ့မှပြီးတော့အဲကားပေါ်မရောက်ရအောင်တင်ပြရတယ်အဲ့လိုတင်ပြီးတော့ဟိုရောက်ပြီဆိုရင်လည်းအဲ့လိုပဲခြားရတယ်အခက်ခဲတွေရှိပေမဲ့လည်းမိသားစုတွေတင်မတူရှင်းမကွာအတူရှိခြင်းနဲ့စိတ်နဲ့မရရအောင် ခေါ်ယူပြေးတယ်လို့ဒေါ်ခိုင်က ပြောပြပါဗျာသူ့မှာကြမ်းမရင်မကောင်းနေတဲ့ချိန် ကျွန်တော်တို့သူ့ပက်လက်လက်ကြီးကြည့်ပြီးတော့တကယ်တကယ်အဲ့ဒီမှာသူ့ရဲ့သူကနှလုံးကနေစဖြစ်တဲ့အတွက်ကြောင့်တကယ်တကယ်ဖြစ်သွားလေကျွန်တော်တို့ကစီပြေးချောင်းရင်းနဲ့ဒါလေးကိုစွန့်လွှဲရမှာပဲသူ့ကျမရင်မကောင်းဘူးစိတ်ရောလူရောဆမရဲတော်တော်ပန်းတာနောက်ပြီးတော့အဖေကကြာလေကျမရင်မကောင်းဘူးအဖေကကြာစီးကျူအဲ့အချိန်ကြီးကပင်မန်းဆုံးကကျွန်တော်တို့ကမအိတ်နိုင်မစားနိုင်လေအဲ့ဒီသူတို့ကိုကြည့်ပြီးတော့ကျွန်တော်စိတ်မကောင်းတာကလွယ်အဲ့တော့မတတ်နိုင် စစ်ပီးရှောင်ထွက်ပြေးရတဲ့လန်ခီးကလည်းအသက်အန္တရာယ်တွေနဲ့ကြုံရနိုင်ပါတယ်။ထွက်ပြေးတင်းရှောင်ရင်းနဲ့လက်နက်ကြီးလက်နက်ငယ်တွေနဲ့ပစ်ခတ်ရတာ၊ပါရာမော်တာနဲ့ဘုံကျဲခံရတာ၊ရင်တိမ်မောက်ပြီးတော့တေဆုံးတာတွေအပြင်အမောဆို့နှလုံးဖောက်ပြီးတော့တေဆုံးတဲ့သူတွေတောင်ရှိတယ်လို့ဒေသခံတွေကပြောပြကြပါတယ်။ကျွန်တော်တို့ဆိုတရားအမြန်အဲ့မိုးတွေကလည်းမိုးတွေကလည်းယောအာဘယ်တော့ပဲလာတော့ဆိုရင်မမရရ ဟာလာပိုင်း25ရက်နေ့မှာအဲ့လိုရေးသွားတယ်အဲအဲ့ဒီဘက်ကိုပြေးတာမိုးတွေကလည်းရွာဒီဘွက်ကြီးတွေနောက်တစ်ခါကျတော့ဒီလမ်းတွေကလည်းအကုန်လုံးစီပြေးဆောင်တွေကပိတ်လဲတဲ့လူကလဲကျွန်တော်တို့မှာအခက်ခဲပေါင်းစုံနေကျိုးတယ်လို့ကျိုးတယ်သူကကျိုးသေးတာတကယ်ခက်ခဲတာသမားတကယ်ရေရှောင်းအားရင်လေတကယ်မအဲ့တော့ကတော့နည်းနည်းပါးပါးလေးကိုယ့်လက်ထဲမှာဒီကွန်းကြံလေးတွေပါလေးတွေကတလားတပတ်စားလိုက်တယ်တပတ်စုလိုက်တယ်ဆိုကြတော့နည်းနည်းအဆင်ပြေသေးတယ်ခုလိုမျိုးတာပြရင်ကျွန်တော်တို့က ဘလူမောက်ကိုဟိုဘယ်မှာလဲလမ်းလို့လည်းမမီလမ်းမမီခေါ်မကြနဲ့ဒီလိုပဲနေကြရမှာဒေါ်ကျော်ကဆလင်းကြီးမြို့နယ်ဂုံတော်ရွာက CDM ចောင်းဆံမတူဖြစ်ပါတယ်။သူကဝမ်းရည်အတွက်မနက်စောစောပိုင်းမှာဆိုင်ကယ်နဲ့ဈေးလှည့်လည်ရောက်ပြီး ပြန်လာတဲ့အခါမှာတော့သူ့အိမ်မှာကလေးတွေကိုစာတင်ပေးပါတယ်။ဂုံတော်ရွာဟာဆိုရင် ကတိယလမ်းမဘေးမှာရှိတဲ့အတွက်စစ်ကောင်စီရဲ့ရင်နှန်းတွေလာတိုင်းစစ်ဘေးအများဆုံးရှောင်ရတဲ့ရွာဖြစ်ပါတယ်။စစ်ကြောင်းထိုးရင်ပြေးလိုက်စစ်ကြောင်းထွက်သွားတဲ့အခါမှာပြန်လာလိုက်တဲ့ဒီလိုခက်ခဲတွေကြားကပဲចောင်းသား120ကျော်ကိုစာတင်ပေးနိုင်ခဲ့တယ်လို့ဆီယမဒေါ်ကျော်ကပြောပြပါဗျ။ဟောရွာုံမရှိ ው တာပေါ့။အဲစာတင်လို့ရှိ ው နေပေါ့။ဘေးရွာကြီးအဲ့လိုကြားတာဟော။ဘာကြောက်တာလဲ။ အရွာထဲမှာစာတင်တဲ့အခါကျတော့တင်ရင်မိရှုခံမှာကြောက်စာမတင်တဲ့ရွာတွေမိရှုခံရတာလည်းအများကြီးပဲလေအကြဆံမတော့ဆက်လောက်တာပဲပြန်လာရင်တင်ရောက်လာရင်တန်ကြပြီးပဲဘာမှမသိနိုင်စာရေးကိရိယာတွေတိုင်းပြထားခဲ့တာငါးနှစ်ယောက်ယောက်နေပြီကျောင်းမတွေထက်တန်းနေရှိနေလေတော့ကျော်တို့မိသားစုမှာအရင်ကကုံစုံဆိုင်ရှိပေမဲ့စစ်ကြောင်းထိုးတိုင်းစစ်ကော်မရှင်ရဲ့တပ်သားတွေကပစ္စည်းတွေကိုမှွေနှောက်ဖျက်ဆီးတာတွေကြောင့်နောက်ပိုင်းမှာစိုက်မဖွင့်ရဲတော့ဘူးလို့ဆိုပါတယ် ုံးစုံဆိုင်မထောင်နိုင်တော့ထောင်လည်းမထောင်ရတော့ဘာလို့ဆိုပြေးရတာ ਉਹ ပြေးလို့ကြံနေသူတော့တဲတာလေအဲ့လိုဆိုမချောင်းတော့ဘောပေါ့အဖြစ်မနေပေါ့မိဖို့ကြောင့်တုံးလေးတော့ရောင်းတာပေါ့အဲ့လက်ဖက်ရီကော်ဖီတုံးလေးတွေနဲ့မိဖို့ကြောင့်တုံးပစ္စည်းရောင်းနေကြက်ဥရောင်းနေကြက်ဥကတော့ပုံမှန်ရောင်းနေပေါ့ရည်လေကျွန်းဒေတာကဒေါ်ဆူဆူကလည်းသူတို့ရွာမှာတော့မိရှုခံရလို့ပျက်စီးကုန်တာကတကြောင် ်စစ်ကောင်မရှင်တက်ရန်ကိုအမြဲတမ်းကြောက်ရွံ့နေရတာကတကြောင်ဒီလိုကြောင်းနေကြောင်းစပားတွေတိတ်မဆိုင်ကြတော့ဘူးလို့ဆိုပါတယ်အခုလိုမကြာခဏစစ်ပေးရှောင်နေရတဲ့အခြေအနေတွေကရွာကန်တွေရဲ့စီးပွားရေး၊ကျန်းမာရေး၊ပညာရေးလူမှုရေးကနေစပြီးတော့စိတ်ပိုင်းဆိုင်ရာတွေပါထိခိုက်ဆုပ်ယုပ်ခဲ့ရတာပါ ပုံမှန်လုံနေကြပွဲလန်းတပင်တွေကလည်းလက်နက်ကြီးတွေလေရင်တွေနဲ့ပြစ်ခတ်မှုတွေကြောင့်မလုံနိုင်ကြတော့ပါဘူး။ စစ်ပေးရှောင်းလေးရဲ့ဖြစ်ချင်တဲ့အိမ်မက်ကရွှင်ပါတယ်။နေစရာအိမ်လေးနဲ့အေးအေးချမ်းချမ်းနေရတဲ့ဘဝတွေကိုသာမျှော်လင့်တယ်လို့ဒေါ်ဆုဆုကပြောပြပါတယ်။ပြောပြချင်တာဆိုတော့ကျမတို့ကတော့ဒီဆရာနာရှင်နဲ့ညီကြဆုံးပါစေကျမတို့ပြည်သူဟိုကိုဘောအနာလည်းပြန်ရပါစေပေါ့အကုန်လုံးကျမတို့ကလည်းဒီဟာကြီးကိုမချဘူးချစ်သူတို့မကြချုံချင်းကျမတို့ကတိုက်နေမှာပဲတိုက်နိုင်တဲ့ဘက်ကလည်း အားပေးနေမှာပဲအကုန်လုံးလုံနိုင်တွေလုတ်ပေးမှာပဲဒီမှာပြည်သူတွေလည်းကောင်းကောင်းမွန်မွန်နဲ့ပြန်ပြီးမေစုတော်မှာလို့ဖြစ်စေချင်ပါတယ်လို့ဒီမှာတော့အားအလေးပဲပြောချင်တာပါတို့တန်ရဲ့ဒီတစ်ပတ်အစီအစဉ်ကိုနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။နားဆင်သူတွေရဲ့လူမှုကွန်ရက်ပေါ်ကနေဝေဖန်အကြံပေးတာတွေကိုလည်းကြိုဆိုပါရစေ။ လူခွင့်ရေးဆောင်မတွေကိုနှစ်ပတ်တစ်ချိန်တင်ဆက်ပေးမှာဖြစ်လို့ဒိုးအတန် page ကိုလည်း subscribe လုပ်ပေးဖို့တောင်းဆိုပါစီရှင်ဒီ season ကိုအလူရှင်တွေရဲ့ကူညီမှုနဲ့ foundation hero တွေကပံ့ပိုးပေးထားတာဖြစ်ပါတယ်ဒိုးတန်အတန်လွင့်အစီအစဉ်ကို Frontier မြန်မာ website နဲ့ Facebook စာမျက်နှာအပြင်ဒိုးတန် Facebook စာမျက်နှာ SoundCloud YouTube iTunes Spotify နဲ့ Telegram တို့ကနေလည်းဝင်ရောက်နားဆင်နိုင်ပါတယ် နောက်တစ်ပတ်မှာထုတ်လွှင့်မယ့်ဒိုးအတန် focus ကိုလည်းစောင့်မျှော်နှာစင်ပေးပါအောင်ရှင်။